တင်ဆက်ပေးမယ့်သတင်းကတော့နောက်ငါးနဲ့တွဲချယ်စီပရီးမီးယားလိရှံပီးရမဖြစ်နိုင်ဘူးလို့သတိပေးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ချယ်စီအသင်းရဲ့ကနမ်ကစားသမားတောက်ဖြစ်တဲ့ဂျွန်တယ်ရီကချယ်စီအသင်းဟာပြည်သက်တိဆောက်နေစေနေထားရောက်နေတာကြောင့်လာမယ့်ငါးနဲ့တွဲမှာပရီးမီးယားလိရှံပီးရဆူရမှာမဟုတ်ဘူးလို့ချယ်စီပြည်သက်တွေကိုသတိပေးခဲ့တယ်လို့သိရပါတယ်။ ရှယ်စီတဲ့ဟာအသေးမှရှင်တော့ပေါ်လေလက်ထက်မှာပေါတစ်ဘီလီယံကျော်သုံးပြီးတော့ကစားသမားသစ်တွေခေါ်ယူအပြည့်တိစောက်ခဲ့ပေမဲ့လက်ရှိအချိန်ဒီပရီးမီးယားလိဂ်ချန်ပီယံဆုကိုစင်ကာနိုင်တဲ့အနေအထားကိုရရှိလာရမျိုးမရှိသေးပါဘူး။ပြီးခဲ့တဲ့နွေရာသီကလက်ရှိနီပြာမော်ရစ်ကာကိုခေါ်ယူပြီးတော့အသေးငယ်ပြည့်တိစောက်ခဲ့ပေမဲ့လက်ရှိဘောလုံးရာသီမှာရှယ်စီတဲ့ဟာချန်ပီယံလိဂ်ဝင်ဝင်ရဖို့အတွက်တော့အသေးတဲ့ရွက်နေရအနေအထားမျိုးရရှိနေရပါဘူး။ ဂျွန်ဒယ်ရီကလက်ရှိနေပြမာရစ်ကဟာအလားလာလွန်ကောင်းတဲ့အရေးသေးမြင့်နေပြတော်ဖြစ်တာကြောင့်ရှယ်စီသိန်းကိုရှယ်မြန်စုရရအောင်နိုင်တဲ့အနေထားရအောင်ဦးဆောင်နိုင်မယ်သူဖြစ်ပေမယ့်အသိကိုတည်စားဖို့အတွက်အချိန်ပေးရအောင်မှာဖြစ်လို့အနည်းဆုံး9နှစ်တောင်ပရီးမီးယားလိရှယ်မြန်စုရမှာမဟုတ်ဘူးလို့ပြောကြခဲ့ရဖြစ်ပါတယ်ဒီတဲ့တဲ့ကတော့ညင်းချောင်းပါပြပို့လာပါ